2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်းသုံးကရွေးကောက်ပွဲအပိုင်းနှင့်ကျင်းပပြီးနောက်နှစ်ပတ်အကြာမှာဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတရင်ထုတ်ပြန်ရေးအဖွဲ့ကောင်ဆောင်ပို့ချုပ်စော်မင်းထွန်းကနိုဝင်ဘာလ10ရက်နေ့ညပိုင်းကပြောကြားခဲ့ပါတယ်2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်းသေးကုန် 2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာမြို့နယ်ပေါင်း၁၀၀နှမြို့နယ်၌စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီးရွေးကောက်ပွဲအပိုင်းတွေကို2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာမြို့နယ်ပေါင်း၁၀၀မှာကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း၃ကျင်းပမယ်မြို့နယ်များကိုမူပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကအသိပေးထုတ်ပြန်ထားခြင်းမရှိသေးတဲ့ကြောင်းသိရပါတယ်။ လက်ရှိချိန်မှာရွေးကောက်ပွဲအပိုင်းသင်းကျင်းပရန်ရက်ပေါင်း58ရက်သာလိုတော့မီဖြစ်ကြောင်းပထမအကြိမ်မဲဆန္ဒရှင်စီရင်ကိုကြီးညာထားပြီးဖြစ်တဲ့ကဲတော့ဝင်ရောက်ရှင်ပြိုင်ကြမယ်ကိုစလဲလောင်းများအနေဖြင့်လဲမဲဆယ်စီယုံမှုများစတင်လှောက်ဆောင်နေပြီဖြစ်တယ်လို့သိရပါတယ်